တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ6ရက်ကနေ14ရက်နေ့အတောအတွင်းမှာမိကောင်းဆွေကောင်းထောက်ကူရမယ်ရှင်မန်းချက်တည်လက်တွေ့ကောင်ထဲပြောပြီးအောင်မြင်လိမ့်မယ်မေတ္တာရေးစမ်းပွက်မယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရလိမ့်မယ် အမျိုးသမီးမိတ်ဆွေကြီးကဲဒူးထံကနေကောင်းသောအကျိုးအခွင့်အလမ်းကောင်းကိုရရှိခြင်းနဲ့အစဉ်ပြေခြင်းကံကြမ္မာကိုကြောင်းမယ်အခက်အခဲတွေကိုပြေလျောင်ဖြစ်ရှင်းနိုင်လိမ့်မယ်ကျမ်းမာရေးအနေငယ်ခြူကြမယ်အနေရောမရှိဘူးသွားနာသွားကြိုက်ဖြစ်မယ်နောက်ခီးကိစ္စသွားနာမှုကိစ္စတွေမှာလည်းအစဉ်ပြေမှုအောင်မြင်မှုတွေနဲ့ကံမြမမှုတွေတွေကတော့တစင်းပြီးတစင်းဖြစ်ထွန်းသွားမယ် ရှင်ရနေရတော့ကိုယ်အတွက်အရာရာစင်ပြေသောကံကြမ္မာလွှမ်းမိုးတယ်။အဲကိုယ်ရနေမှာခရီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်အောင်မြင်မယ်။ဆယ်ရနေမှာငွေစုလိုက်ဝင်မယ်လက်ပွင့်မယ်စီးပွားကံလုပ်ငန်းကံတိုးတက်မယ်။ဆယ်တရနေရတော့ကစုံနာပြင်းနေဖြစ်နေတော့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေလုပ်ရင်စင်ပြေတယ်။ကိုယ့်ရကံကြမ္မာမှာလည်းအဲ့ဒီမှာထူးခြားတဲ့ပြောင်းလဲလေးတွေရှိနေမယ်။စနေရနေ့မှာ အလုံးစုံကံကောင်းခြင်းနဲ့တိုးတက်ခြင်းကံဤရှိတယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့သို့လောက်တာတွေချိုးပြေးတယ်။ဆက်သောရက်နေ့မှာယံပတိဘက်ကတွေနဲ့ထိတဲ့ရင်ဆိုင်ပြီးအလိုဆန္ဒပြည့်စုံမှုနဲ့အောင်မြင်မှုကိုရရှိနိုင်တယ်။၁၄ရက်နေ့မှာအသွာလာနေထိုင်ကြိုးဆက်ရမယ်မတော်တဆထိခိုက်မှန်ရည်လေးတွေဖြစ်တတ်တယ်။မနေ့ခုနှစ်နိုင်ခွဲနဲ့ ကိုနိုင်ကြမှာသွာလာဂယူဆိုင်ရမယ်အရှိရကိုတည်သွားစဉ်အနည်းဖြစ်တတ်တာလေးတွေကိုဂယူဆိုင်ရမှာဖြစ်ပါတယ်တပတ်တာကာလအတော်တွင်မှာတနင်္လာနေ့သောကြနေ့ငါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့ဇာသပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နံပါတ်36ကိုကနန်းနေ့အကျိုးပေးတယ်အပြာရောင်ပန်းရောင်ညီရောင်တို့ကိုသုံးပြီးတော့အလိုရှိရကိစ္စဆောင်ရွက်ပါ ဒီကန္နအတွင်ကဆုံလာပြည့်နေ့မှာညောင်ရည်သွန်းခြင်းနှင့်တကွအခြားသောကုသိုလ်ကောင်းမှုတွေကိုလုပ်ပြီးအလိုရှိရာဆန္ဒပြုပါထူးခြားစွာ ကောင်းခြင်းကံတွေရတာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဒီကန္နမွေးသူအားလုံးမင်္ဂလာပါ2025မေလ၈ရက်နေ့ကနေ့ 14ရက်နေ့အတွင်းကာလမှာရှင်ပြန်မှုမှန်သမျှအောင်မြင်ပေထူးခြားတဲ့ကံကောင်းခြင်းတိုးတက်ခြင်းနဲ့ရည်မှန်းချက်အောင်မြင်ခြင်းတွေကိုခြုံတွေ့ရမယ်။ကိုယ်ပိုင်ဆုံးဖြတ်ခြင်းနဲ့လောကန်ခြင်းရဲ့နှစ်သာရကိုရမယ်။ဝေကြီးကံလုပ်ငန်းကံစီးပွားကံဘဝကံသုံးဆောင်ရဲ့ကောင်းသောတန်လန်းပေါ်ခြင်းအလိုရှိရာပြည့်စုံခြင်းနဲ့ဘဝအောင်မြင်ခြင်းတွေကိုအထင်ရှားရရှိမယ်။ရှင်းရနေ့မှာအလုတ်ကိစ္စတွေဆောင်ရွက်သမျှအောင်မြင်မယ်။ငွေတော့အဖတ်မတင်။ကိုယ့်ရနေ့မှာ ရန်တိုက်ခံနေတဲ့ရှင်ပြီးလောရမယ်။ရန်များမယ်တိုက်ခံများမယ်။ဆယ်ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြမခြင်းရှိမယ်။ဆက်တရက်နေ့အရာရာဆင်ပြေသောကံကြမ္မာရှိမယ်။ဒီနေ့မှာလာပြည့်နေ့ကစုံလာပြည့်နေ့ဖြစ်တဲ့မြင့်မြတ်တဲ့နေ့ဖြစ်စရာလျော့စွာကောင်းသောကိစ္စတွေဆောင်ရွက်၍မွန်မြတ်သောအကြောင်းအရာရဲ့အနစ်သာရရမယ်။လူဒါနပြုပါကုသိုလ်ကောင်းမှုပြုပါ။ဆန်းနေ့နေ့မှာတော့အလုံးစုံကောင်းသော နေထိုင်နဲ့ကံမြမ်းလာမယ်။ ရပိုင်ခွေနေလဲဝဲပြန်ရမယ်ဆက်သုံးရက်နေမှာရန်တိုက်ခံတဲ့ရှင်ပြည်တို့ကဘဝတန်လန်းကိုဖန်တီးရမယ်အဲဆက်လေးရက်နေမှာတော့အသွားလာနေထိုင်ကြူဆက်ရမယ်မတော်တဆထိခိုက်မှုအနေကိုအထူးပြုကြူဆက်ရမယ်အရှိရကုန်တည်သွားစရာနေဖြစ်တတ်တယ်မနေ့ခုနိုင်ခွေနဲ့ကိုးနိုင်တွင်သွားလာနေထိုင်သတိထားပါနေမယ်ဒီကလာအတော်တွဲမှာတင်းလာနေသောကြနေ့ စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်တလေးကိုကနံကျိုးပေးတယ်အညိုရောင်ပြာရောင်နုနေရောင်တို့ကိုဝိစင်သောဆွဲပြီးလူရှိရာကိစ္စဆောင်ရနိုင်ပါတယ်အနီရောင်နှင်းစီပွေဖျားကတ်လူပူဇော်ပြီးလူရဆူတောင်းမှာဆူတောင်းပြေပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ 14ရက်နေ့တော်တွင်မှာရန်တိုက်ခန့်နေတဲ့ထိတိုက်တွေ့မယ်စီစဉ်တာတစ်မျိုးလက်တွေ့တစ်မျိုးကြုံမယ်ဥတီချက်လမ်းကြောင်းတွေမှာအတားစီအပိဆိုးနောက်ဆက်တွေနဲ့ကြုံမယ်စိတ်ရှိသီးခံပြီးဖြတ်သားရမယ်ရန်ပတိဘက်ကနေနဲ့အမြဲကြုံတတ်တဲ့စက်ပစ္စည်းလက်စက်ပစ္စည်းဒီချိန်မှဝယ်နဲ့အဝယ်မှားတတ်တဲ့ဒီချိန်မှာငွေကြေးများစွာရင်းနှီးမြှုပ်နှံမှုကိုလည်းမပြုတ်နဲ့စိတ်နောက်ဆက်တွေရှိတတ်တဲ့ ရှိရနေရယံပတိဘက်ကရနေရင်ဆိုင်ပြီးမှလို့ရှိရပြေဆိုမယ်ကိုရနေရအရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်တယ်ဆယ်ရနေမှာခီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်မယ်ဆက်တရနေမှာငွေရေးကြေးကံကောင်းမဲ့လက်ပွင့်မဲ့လိုရာပြေဆိုမယ်အဲ့နေရလာပြင်းနေကစုံလာပြင်းနေဖြစ်တဲ့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေဆောင်ရွက်လဲဆင်းပြင်းမဲ့ဆက်နေရနေမှာရှင်ပြန်မှုမသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကံရဲ့အနှစ်သာရကိုကြုံမယ်ဆက်သုံးရနေမှာပတိဘက်ကနေကြားရတဲ့ဖြတ်သန်းရမယ် 14ရက်နေ့မှာမတော်တဆနေကူးဆန့်ရမယ်။ရန်တိုက်ခံနေတယ်လေတိတ်တိုက်တွေ့တတ်တယ်။ရှေ့ရကိုတီသွားစရာနေဖြစ်တတ်တယ်။မနေ့ခုနိုင်ခွဲနဲ့၉နိုင်တွေ့သွားလာနေတိုင်းအထူးပြုကူးဆန့်ရပါလိမ့်မယ်။ကြာသာပတင်းနေ့၊သောကြာနေ့၊စနေနေ့မွေးစုတွေကောင်းကျိုးပေးတယ်။အင်္ဂါနေ့ဗုဒ္ဓနေ့မွေးစုတွေဒုက္ခပေးတတ်တယ်။၅၉၄ကနန်းနေချိုးပေးတယ်။အနီရောင်ချက်သွင်းအောင်ပန်းရောင်တို့ကိုသုံးပြီးလိုရှိရာကိစ္စများဆောင်ရွက်ပါ။ အရင်ဤဘာမှရှိတဲ့ဘုန်းတော်ကြီးเจ้าမှာစံလူဒါနပြုပါကျေးဇူးတင်ပါတယ်ဂျာသပတိနေမွေးသူအလုံးမင်္ဂလာပါ2025မေလ6ရက်ကနေ14ရက်နေ့အတွင်းမှာ အပြောင်းလဲတွေရှိတယ်ရည်မှန်းချက်သစ်တွေအောင်မြင်မယ်ဝေးကြီးကိစ္စလုပ်ငန်းကိစ္စပြောဆိုဆင်ပြေမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ် အကြီးကဲကျမ်းမာရေးခြူကြမယ်။နေရာပြောင်းရွှေ့ရှိတယ်။လမ်းသစ်ထွေပြီးလောက်ခိုင်တာဂျိုးပေးမယ်။ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကကိုယ့်အတွက်ကောင်းသောခွင့်ရည်တွေဖြစ်တယ်။ဒီရဲ့နေရာတော့ကောင်းသောကံနဲ့တိုးတက်ခြင်းတွေလွှမ်းမိုးတယ်။ကိုယ့်ရဲ့နေမှာရန်အားလုံးကိုကြော်ပြီးအဆင်ပြေမယ်။ငွေကြီးလက်လာပါရေးရကောင်းမယ်။ဆယ်ရဲ့နေမှာရန်များမယ်မနာသူသူပေါ်မယ်။အရာရာတိုက်ခတ်များမယ်။ စတဲ့နေ့ကတော့ထူးခြားသောခံဖွင့်ခြင်းလိုရာပြည့်စုံခြင်းရှိတယ်။အဲ့ဒီကကဆုံလာပြည့်နေတဲ့တိုက်ဆိုင်ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကုသိုလ်ကောင်းမှုများဆောင်ရွက်ပါစတဲ့နေ့မှာရပိုင်권တွေပြန်လဲတောင်းဆိုနိုင်တယ်အခက်အခဲတွေဖြေရှင်းနိုင်တယ်ဆက်သောရက်နေ့မှာငွေကြေးခံကောင်းမယ်လက်ဖွင့်မယ်အလိုပြည့်စုံမယ်ဆက်လေးရက်နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်မှုရှိမယ်မတော်တဆထိခိုက်မှန်တွေကိုတော့ ဂယုဆိုင်ရမယ်အသွားလာနေတိုင်းဂယုဆိုင်ရမယ်အရှိရကိုတည်သွားစရာနေဖြစ်တတ်တယ်မနဲ့ခရဏိုင်ခွဲနဲ့ကိုးနိုင်တွင်အသွားလာနေတိုင်းဂယုဆိုင်ရမှာဖြစ်ပါတယ်ဇာတာပရင်းနေဗုဒ္ဓနေစနေနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းငယ်တွေတင်းနေလာမွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနံကိုနဲ့အကျိုးပေးတယ်အစိမ်းရောင်ပြရောင်မိခိုးရောင်တို့ကိုဝတ်ပြီးလောရကိစ္စများရှေ့တိုးဆောင်ရွက်ရဲ့ အစဉ်ပြေမှုကို ကြုံနိုင်ပါတယ်ဒီကဏ္ဍအတွင်းအနိဗ္ဗာန်မှာရှိတဲ့ဘုန်းကြီးเจ้าမှာစံလူဒါနပြုပါကျေးဇူးတင်ပါတယ်